ဒီတော့ကျွန်တော်ကကျွန်တော်တစ်ခွက်ကောင်းလာထွိုင်းမဲပေါ့နော်ထွိုင်းမဲထုတ်လိုက်ထွိုင်းစက်ခွက်ထည့်ရအဲ့ဒါကျွန်တော်ရေမပေါ့ရှေ့ဩတစ်ခွက်ပါတယ်ပေါ့နော်ရှေ့ဩထွိုင်းမဲအဲ့ကျွန်တော်အားရမလို့လို့ကျွန်တော်ပြောတာပေါ့နော်ဒါကျွန်တော်ဖုန်းနံပါတ်ပါနော်ဘိုက်ပါလည်းဖုန်းနံပါတ်ထွိုင်းဩတယ်တစ်ခွက်ကောင်းပေါ့နော်အဲ့တော့မဝင်နိုင်တဲ့လူတွေကအဲ့ဒီထွိုင်းစက်ခွက်ကိုထိုးပေါ့ရန်ထိုးထိုးပေါ့ထွိုင်းစက်ခွက်ထည့်ရတစ်ခွက်ကကျွန်တော် organize ထုတ်ထားတယ်ပေါ့နော်မမ္မာတွေတော့အဲ့ထွိုင်းစက်ခွက်ရန်ကြီးရန်ပေါ့အားကြောင့်လဲဆိုတော့ဒီတိုင်းလေးကသူ လုံးလုံးထားတယ်ပေါ့ဗျာလိုင်းရလေဒီလိုင်းရနေပဲကျွန်တော်ထွိုင်းဟုတ်ဗါးထဲမှာတကွက်ကောင်းပြီးလိုက်တယ်ပေါ့24ကြိမ်မှာသူကရှိပါ့နှစ်ပထမကတ်ပေါ့နော်ပထမကတ်လောက်တဲ့ချိန်မှာသူ့ဘုံမှာဗရိတ်ဗရိတ်တုံးနဲ့စဖြစ်လာတယ် ခွာကျင်သူကပါဝါခွာပြီးတော့ပြိတုံးနဲ့ကစားတယ်ကစားပြီးကမှသူ့အောင်မှာခွာတုံးသုံးပါဝါရှစ်ခါနဲ့အဲ့ဒီခွာတုံးကသူ့အောင်မှာခွာတုံးလို့ပြန်ဆင်းတဲ့ချိန်24ချိန်မှာရှစ်ပေါင်းနှစ်လို့ကစားတယ်ပြိတုံးနဲ့စားခဲ့တယ်ပေါ့နော်21ချိန်မှာအဲ့22ချိန်မှာပြိတုံးနဲ့စားခဲ့တယ်အဲ့တော့22ချိန်မှာပြိတုံးပြီးတော့ပြိလေးကိုပါဝါခွာတယ်ခွာပြန်တယ်သူ့အောင်မှာခွာတုံးခွာပေါင်းကျင်းကပါဝါခါထက်ခွာတုံးကြောင့်သူကသုံးပါဝါရှစ်ခါသူကမှအဲ့ဒီခွာတုံးကခွာတုံးလို့ခွာတုံးလို့ဆင်းပြီးတော့ဖြေပေါင်းနှစ်လို့ကစားရဲဆယ်ခွေလိုင်းလို့ကစားခဲ့တာပေါ့နော်အဲ့တော့ဒီမှာကျတော့သူတုံးကတ်ဆိုနည်းနည်းလေးလှည့်ထားပြီးပရိတ်တုံးပရိတ်လေးပရိတ်ငါလို့တည်ပြီး ပါဝါခွာလေခွာပြရတယ်သူ့အောင်မှာခွတ်တစ်ကိုတစ်ပါဝါ6ခါနဲ့ထည့်ထားတယ်ထည့်တဲ့အချိန်မှာသူကဒီခွတ်တစ်ဟာသူကသူ့အောင်မှာခွတ်တစ်လို့ကစားတယ်အဲ့ဒီ24ချိန်မှာခြေပေါင်းနှစ်လို့ပေါ့နော်နောက်နေ့ထဲမှာသူကဒီအဲ့ဒီခြေပေါင်းနှစ်ဖြစ်တဲ့မှာသူပြေးသွားပြီနော်ဟိုဘူးလေးလေး3ချိန်မှာ4 3နှစ်လို့လိုက်ထွက်တယ်4 3နှစ်ပြီးတော့3 6 9စီနေတယ်သွားမယ်6ချိန်မှာ ကိုသုံးတင်လို့ဖွက်တယ်ကိုသုံးနေပြီးတော့ကိုသုံးတင်1 2 3 4 5 6နော်6ချိန်ကနော်3 6ဆိုတော့9ချိန်မှကျွန်တော်တင်ပြီးခဲ့တယ်အဲ9ချိန်ကကိုသုံးစင်ကိုအားထွက်သွားတယ်နော်1ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်9ချိန်10ချိန်9ချိန်မှကိုသုံးစင်အားထွက်သွားတယ်အဲ့လိုတူတယ်အဲ့ဒီစနေလေးနေပြီးတော့အဲ့ဒါဆိုရင်ဒီမှာလည်းသူတို့ပြီးမယ်ဆိုတာအပေါ်တက်တာသူက23ချိန်မှထွိုင်းထွက်တယ်ထွိုင်းထွက်ပြီးတော့သူကနောက်တစ်လိုင်းကျွန်လိုက်ကြတယ်23ချိန်ပြီးတော့20နဲ့2ချိန်မှ3ကိကိုသွားမှာပေါ့နော်စီနီယာထွိုင်းထွက်တယ် အဲ့ဆိုရင်အခု19ချိန်မှာထွိုင်းထွက်မယ်။ထွိုင်းမထွက်ဖောက်ဖို့အတွက်သူရှိမှထောက်ထားတာကကိုလေးလို့ခွာတာ။သူ့ဘော်တော်ဘွဲကျော်မှာ6ခါစီနေတယ်။ကိုလေးဟင်ကိုလေးလို့ဒီမှာခွာတယ်သူရှိမှာ။ရွှေပြည်ကလည်းသူ့ဘော်တော်ဘွဲကျော်မှာ6ခါစီနေတယ်။6ခါလေးစီနေတယ်ထောက်ပြီးတော့ထွိုင်းထွက်တယ်။ဒုတိယကမှာ7ပေါင်းထိလို့ဖြစ်တယ်နောက်နေ့မှာထွိုင်းထွက်တော့ထွိုင်းထွိုင်းထွက်တော့သူရှိမှသူကကိုလေးခွာပြီးတော့ကိုသုံးခွာ။သူ့ဘော်တော်ဘွဲကျော်မှာ9ခါနဲ့တည်တယ်6ပြီးတော့9။ဒီမှာလည်းသူက19ချိန်မှာတည်တယ်။ ေါ့နော်23ချိန်23ချိန်19ချိန်အပေါ်ပြန်တက်တာပေါ့ကိုတုံးကိုကိုလေးကိုတုံးကိုနှစ်ဆိုပြီးခွာတယ်ခွာတော့သူ့ပေါ်တော့ဝဲကျော်မှာ65 4ခါနဲ့တည်ပြီးတော့ဒီအောက်မှာကျွန်တော်ကထွန်ရိုက်တယ်အဲ့ဒါမျိုးကျွန်တော်မှာဗားလေးမှာရှေအော်ကနန်တကွက်ကောင်းကအဲ့ကြောင့်အာဆီယံမလို့ပြောတာခွာရင်ပေါ့နော်လုံးဝအဲ့တော့ခွာယူခွာယူမှာပါအော်ကနန်ထုတ်ထားတယ်ပေါ့အဲ့တော့ဒီနေပေါ့နော်အဲ့ဒါကျွန်တော်ခွာထုတ်လိုက်တယ်ပေါ့ မနေ့ဥမှကျွန်တော်ပြောနေကြလိုက်မယ်ရှေးပေါင်းနဲ့ရှေးပေါင်း6ရှေးပေါင်း6ရှေးပေါင်း6ရှေးပေါင်း၄ဒီသူကစားခဲ့ပြီကိုရှိခွန်ကြီးကလည်းဒီအချိန်မှာသူပြန်ပြန်ရိုက်သွားရင်ဒုက္ခပဲနော်အဲအဲ့တော့အဲ့ဒီရှေးပေါင်းနှစ်ကြောင့်အဲ့ဒီနှစ်သူကဒီမှာရှေးပေါင်းနှစ်ကြောင့်နှစ်ပါပါခွန်ရေညနေလာပေါ့သူကရှေးပေါင်း30ကနေရှေးပေါင်း30နောက်နေ့မှာရှေးပေါင်း7ရှေးပေါင်း12ရှေးပေါင်း13ရှေးပေါင်း14ဆိုပြီးဒီကနေ့ရိုက်ခဲ့တာရိုက်ခဲ့တာရှေးပေါင်း30မှာသူဒီဆောင်ပြောင်းပေါင်းရင်းနှစ်နဲ့ဒီ30နဲ့ပေါင်းတော့နှစ်ကိုနောက်တစ်နှစ်ကြောင့်မှာရှေးပေါင်းနှစ်လို့ကစားခဲ့တာ အဲ့ဒီကစားချင်းကြောင့်နှစ်ပါဝါခွန်ပရိကခွန်ပြီလို့ခွန်ပါဝါနှစ်ရဲ့တွဲပြီးတော့ရှေးပေါင်းနှစ်ကြောင့်ပဲနှစ်ပါဝါပရိမျိုးပေါင်းကိုခွန်နှစ်တွဲကိုဟောဒီနေရာမှာအခုနကရှေးပေါင်းတစ်ဆင့်နေရာမှာခွန်နှစ်တွဲကိုရှေးပေါင်းနှစ်ကြောင့်နှစ်ပါဝါပရိမျိုးပေါင်းခွန်ဖြစ်မှာဆိုဒီမှာ၅ပရိဖြစ်နေလို့ဒီမှာနှစ်ပရိဖြစ်အောင်၃ခွန်နှစ်ဆိုတော့ဒီထည့်သွားတာနော်အဲ့ဆိုရင်ကျွန်တော်ကလည်းရှေးပေါင်း၁၁မှာလည်းဒီဆောင်ရဲ့ပေါင်းကြီးခွန်၆နှစ်ပါ၅ဒီရှေးပေါင်း၁၁နဲ့ပေါင်းလို့၆ကိုနောက်တစ်နှစ်ကျော်နှစ်ဦးမှာရှေးပေါင်း၆ဆိုပြီးကစားခဲ့တယ် ကစားခဲ့ပြီးကြတဲ့သူကရှီပေါင်း6.6ပေါင်ပါတိလုံးပိုင်ရေဘိတ်က9ကီလို9ပေါင်ပါတုံညာရေတိတုံညာအတွဲကိုရှီပေါင်း6.6ပေါင်ပါဗရင်းမျိုးပေါင်းတိကိုဆောင်းနှက်ကရှီပေါင်း7နေရမှာပဲဒီနေရာမှာတိတုံညာအတွဲကိုရှစ်ပြိရှိလို့ဗရင်းမျိုးပေါင်းပြဖြစ်ရမှာဆိုတော့3ပြိဖြစ်အောင်နှစ်ကလိုက်တာအဲ့ဒီတော့ကျွန်တော်ကဗရင်းမျိုးပေါင်း10ဆိုတော့တိဖြစ်သွားတာအဲ့ဒါကရှီပေါင်း6ပေါင်ပါဗရင်းမျိုးပေါင်းပြတာအဲ့ဒါဆိုရှီပေါင်း10ရှီပေါင်း7ပြီး7နှစ်အလက်အဲ့တော့ရှီပေါင်း7နှစ်မှာ9ခွန်ဒီကြောင့်ပြပေါင်းခြင်း၄နဲ့ဒီ9ခွန်နဲ့ပေါင်းတော့နှစ်ခွန် 6အဲ့ဒီ6မှာနောက်တစ်နေ့ကျော်မှာ6ပေါင်း6ဆိုပြီးကစားတယ်ကစားတဲ့အချိန်မှာလည်းသူကတစ်တုံညာအတွဲပဲ6ပေါင်း6 6ပေါင်းပါဒီပရိက္ခာ5ကျော်5ပေါင်းပါတုံညာတစ်တုံညာအတွဲကို90ထွက်တယ်ဘာလို့90ထွက်တော့6ပေါင်း6ပေါင်းဗရိမီပေါင်းတစ်ဖြစ်ရမှာဆိုရင်ဒီနေရာမှာလာဖြစ်ရမှာဆိုတော့ဒီမှာပရိက္ခာမျိုးဒီမှာတုံညာပရိက္ခာတုံညာတစ်အတွဲကိုကလိုက်ရုံနဲ့ဗရိမီပေါင်းတစ်ဖြစ်သွားတာ6ပေါင်း6ပေါင်းဗရိမီပေါင်းတစ်အဲ့တော့၄တက်မြောက်မှာဒီမှာ6ပေါင်း73 တုံးကတ်စီနဲ့တွေ့ရင်965ခွန်9ရှိတယ်เนาะသူတုံးကတ်တွေနဲ့မှလုပ်တယ်အဲ့ဒါကနှိူပရိမာ3ချက်ကြောင့်တုံးကတ်တွေနဲ့လုပ်တယ်เนาะ8063ချက်ကြောင့်အဲ့တော့8063မှာလည်းဒီဆောင်ရောက်ပေါင်းရင်3300ခွန်3နဲ့8063နဲ့ပေါင်းတော့6အဲ့ဒီ6ကတော့တနည်းကြောင့်နှိူမှာ8063ဆိုပြီးကစားတယ်ကစားတဲ့အချိန်မှာအဲ့ဒီ8063ကြောင့်6ပါဝါတိပရိက9ပြီလို့9ပါဝါ3ညာ1တုံးညာအတွဲကိုပရိနှမျိုးပေါင်း8063ပါဝါတိဖြစ်ရမှာဆိုဒီမှာတိဖြစ်အောင်ရ6ပရိဖြစ်နေလို့ဒီမှာ3ညာ1ပြန်လေးကလိုက်တယ်အဲ့ဒါဆိုရင်ကျွန်တော်တို့က8ပေါင်း4ကြောင့်4ပါဝါ4ပါဝါ9 4ပါဝါ9 မိကတော့ပြီးတော့တော့ပါပါရှစ်ကိုရှစ်တွေဦးရှစ်တွေအဲ့တော့ရှင်းပေါင်း၄ကြောင့်၄ပါပါပရိနှမျိုးပေါင်း၉ဖြစ်ရမှာဒီမှာလေရှင်းပေါင်း၁၀ရာနေရတဲ့ဒီနေမှာပဲဖြစ်တယ်ရှင်းပေါင်း၁၁ကနေရတဲ့ဒီနေမှာပဲဖြစ်တယ်ရှင်းပေါင်း၁၂ကနေရတဲ့ဒီနေမှာပဲဖြစ်တယ်ရှင်းပေါင်း၁၃ကနေရတဲ့ဒီနေမှာပဲဖြစ်တယ်ရှင်းပေါင်း၁၄ကနေရတဲ့ဒီနေမှာပဲဖြစ်တယ်ရှင်းပေါင်း၁၄ရာနေဒီဆောင်ရပေါင်းနေတုံရနေဒီလေးနဲ့ပေါင်းတော့လေးကိုနှစ်ဦးမှာရှင်းပေါင်းလေးဆိုပြီးကစားခဲ့တယ်ကစားခွက်လေးအဲ့ဒါအဲ့ဒီနေရာကပရိက၄၅ဖြစ်လို့ဒီနေရာမှာရှင်းပေါင်း၄ပါပါပရိနှမျိုးပေါင်း၉ဖြစ်ရမှာဆိုရင် ဒီနေရာမှာရှိပေါင်းလေးကလေးပါပါကိုရေပရိကသုံးဖေးလို့သုံးပါပါရှိရေကိုရှိတဲ့တွေကိုပငစ်ဘိငမျိုးပေါင်းရှိပေါင်းလေးပါပါဘိငမျိုးပေါင်းကိုဒီနေရာမှာငါးကက်လုံးသူအပြည့်ပေးပါမယ်ဆိုရင်အပေါ်မှာဒီမှာပေးပြီးသားလို့ဒါပေမဲ့သူကမူထက်ပြီးတော့လုတ်တတ်တယ်နော်ထပ်ပြီးတော့ဒီနေရာမှာဖြစ်တဲ့တဲ့ကဒီကောင်ထက်ရပြန်ကြပုံစံဖြစ်နေဒီနေရာကဘူထပ်ပြီးတော့ဒီနေရာလောက်သွားတဲ့အဲ့အတွက်ကြောင့်ဒီနေရာမှာကိုရှိတယ်လို့ပရိနေမျိုးပေါင်းရှိပေါင်းလေးပါပါကိုဖြစ်ရမှာဆိုရင်ဒီမှာငါပရိကြောင့်ရှိပေါင်းစလေးနေရာမှာဒီနေရာမှာရှိကုန်တဲ့တဲ့ကို ိုးဖျောက်ဆိုတော့ခွန်ပက်လိုက်ရုံနဲ့ဖိနေဖျောက်ခွန်ပက်လိုက်ရုံနဲ့ကျွန်တော်ကဒီကြေကိုအိုးဖို့ဆောင်ပြောလို့မရဘူးသူကအပေါ်မှာဖြစ်လာပြီးဆိုပေမဲ့လည်းဒီနေရာမှာထက်လောက်တက်တယ်နော်။ဒါမျိုးတွေကျွန်တော်တို့အများကြီးကြုံဘူးတယ်။အဲ့ဒါကြောင့်မလို့ကြိုက်ရဆိုရင်ဒီနေရာမှာဒါမှမပါရောပေါ့နော်။ကြိုက်တယ်ဆိုရင်ထိုးပေါ့။ဒါကအကြိုက်ဆုံးကြီးတော့မဟုတ်ရန်နဲ့အစင်တော့ပဲ။အဲ့ဒါကိုကျွန်တော်ကရှစ်ထင်းနေတော့ကြိုက်တယ်။ဒါပေမဲ့ရန်ထိုးပေါ့နော်။ရှစ်ခုကိုရှစ်ခုခုအဲ့ဒီ ်ခဲ့အားအဲ့ဒီနှစ်ကွက်တော့နည်းနည်းကြောက်ပါတယ်နော်အဲဘာလို့ဆိုတော့ဒီမှာပေးပြီးသားပေးပြီးသားကြီးတာဝန်ကြီးတယ်ဆိုတဲ့ပုံစံလုပ်လို့ရောရှေ့လေးကတ်မှာမှာကဒီနေရာမှာနေလို့ကရှေ့ပေါင်းနှစ်ကြောက်နှစ်ပါဝါပရင်းနေပေါင်းခုံအဲဒီမှာနော်အဲ့ဒီခုံဟာကခုံနှစ်တတွဲအဲ့ဒီခုံနှစ်တတွဲကရှေ့ပေါင်းနှစ်ပါဝါခုံရယ်ပရိကခုံပြီလို့ခုံပါဝါနှစ်ရယ်ပြီခုံနှစ်တတွဲကိုဒီနေရာမှာပဲရှေ့ပေါင်းနှစ်ကြောက်နှစ်ပါဝါပရင်းနေပေါင်းခုံလာငါးပရိနှစ်ပရိဖြစ်အောင်ဒုတိယကမှလည်းဒီကရှိပေါင်း၁၀ပြီးရှိပေါင်း၁၁နေရမှာပဲကရှိပေါင်း၆ကျော်၆ပါဝါပရိနေမျိုးပေါင်းဒီမှာ၁၀ပရိ၃ပရိဆိုတော့တိအဲ့လိုပြည့်တဲ့ချိန်မှာလည်းပြည့်တုံညာအတွဲကိုဒီရှိပေါင်း၆ပါဝါပြည့်ရပရိက၅ပြည့်လို့ပြည့်တုံညာအတွဲကိုနှိမ့်ကတ်ထည့်လိုက်တယ် ဘယ်နှမျိုးပေါင်းတက်ဖြစ်ရအောင်အဲ့တော့ဒီရှေးပေါင်း6ကြောင်မှာ6ပါးဘယ်နှမျိုးပေါင်းတက်ဖြစ်ရမှာတက်ဖြစ်တဲ့အချိန်မှာလည်းသူကဒီရှေးပေါင်း6ကြောင်6ပါးဝတည်ရဲ့ဗရိတ်က5ကီလို5ပါးပါ3ရက်ပြည်တုံညာအတွဲကိုဒီရှေးပေါင်း7နေနေမှာပဲသူကစားသွားတာစားသွားတယ်ဆိုရင်ဒီဒီမှာဒီကောင်ကဗရိတ်တက်ဖြစ်လို့ငါကုန်ကောဒီမှာတုံညာဗရိတ်ဝင်မှာရှေးပေါင်း6ပါးဘယ်နှမျိုးပေါင်းတက်ဖြစ်မှာအဲ့တော့ပြည်တုံညာတွေကိုကိုးကလိုက်တာအဲ့တော့ဒီမှာလည်းရှေးပေါင်း6ကြောင်6ပါးဝတည်ဗရိတ်က5ကီလို5ပါးပါ3ရက်ရဲ့ဟာဒီနေရာမှာပဲသူကပြည်တုံညာအတွဲကိုပြန်လာရိုက်ပြီးရှေးပေါင်း7နေရာမှာပဲ ရိုက်တဲ့အချိန်မှာလည်းသူကဒီမှာ6ပရိရှိလို့ဒီမှာ9ပရိနှမျိုးပေါင်း4ပေါင်း6ပါဝါတစ်ဖြစ်ရမှာဆိုတော့ဒီမှာတက်တော့များပြန်လိုက်ကန်လိုက်တာအဲ့ဒါဆိုရင်ဒီမှာ4ပေါင်း14နေရာပဲဒီဇောင်းပြောင်းရင်းတုံညာနဲ့ဒီဇောင်းဒီ4ပေါင်း5နဲ့ပေါင်းတော့လေအဲ့ဒီလေးကနောက်တစ်နေ့ကျတော့နှစ်ဦးမှာ4ပေါင်း5လို့ကျွန်တော်တို့ပြောခဲ့တာပဲပြောခဲ့တော့အ4ပေါင်း9ရဲ့ပရိက3ဖြစ်တယ်3ပေါင်း10ရဲ့9ရှိတယ်လို့ဒီနေရာမှာပဲသူက4ပေါင်း5ပေါင်းပရိနှမျိုးပေါင်း9ဆိုရင်6ခု6ခုကိုပတ်လေဒီနေရာမှာထပ်ပြီးတော့ကစားတော့လိုက်ပြီပေါ့နော်မူထပ်ပြီးတော့ကစားတော့လိုက်အဲ့တော့ဒီနေ့က လုံးလုံးရအောင်ကိုနော်အဲ့တော့ဒီကောင်ကပြန်ကြရတယ်ဖြစ်ဒီလိုမထင်မှတ်တဲ့ကဏ္ဍကြီးလှုပ်သွားတဲ့တည်းအတွက်ငုံထပ်ပြီးတော့လှုပ်သွားတဲ့တည်းအတွက်အဲ့ဒီကဏ္ဍကြီးကလည်းမစိုးသေးဘူးနော်ဒါကတိုက်တဲ့လူတို့ကမမကကအတိကပါနော်မမကကအတိကဒါပေမဲ့ဒါလေးကြီးကတော့ဖြစ်နိုင်ရေးရှိတဲ့ကဏ္ဍကြီးလေးကျွန်တော်ကချလာလို့ရှိဖြစ်နေကိုနော်အဲ့လိုပြောချင်တော့တက်လာတာကကျွန်တော်ဒီရှိဒီနားကစီကစားနေကြမှာကျွန်တော်ပြောခဲ့ပူတယ်လေကျွန်တော်ရှစ်ထိတ်နေဒီမှာနောက်ပေါင်းရှစ်ရှင်းကားသုံးလို့ရှစ်သုံးကားလို့ကလည်းဒီအချိန်ဒီမှာထိုးသိမ့်နေတယ်နော်တိုက်တဲ့လူကဒီရှင်းကားသုံးပြီးခဲ့တဲ့ပုံကကျွန်တော်တို့ဩခဲ့တဲ့ကဏ္ဍ အပေါ်ကိုကျင်တော့ပါပါထိတ်စီးနေနောက်ပေါင်းရှင်းနေအမျိုးကျွန်တော်ဗရိတ်တွေကလာမဲ့ပွဲကင်ပါအောင်နော်စစ်တုံးကတဲ့အဲ့ဒီအဲ့ဒီကနေရှိနေနော်အဲ့ဒီကနေအထဲနေပဲအဲ့တော့ရှစ်ထက်နေဒီပွဲမှာထိနိုင်ရည်ရှိလားဆိုတော့ကျွန်တော်တင်ပြဖို့ပဲနော်ဒီမှာနော်ဒီကြိမ်ဆိုရှစ်ထက်ဒီနောက်ကြိမ်ဆိုခွန်ထိတ်နောက်ကြိမ်ဆိုရှစ်ထိတ်နောက်ကြိမ်ဆိုသုံးထိတ်အဲ့တော့ဒီကြိမ်မှာရှစ်ထိတ်ဆိုရင်နှလုံးပေါင်းရှစ်တန်နေနေလဲဖြစ်နိုင်ရှိရှိတာကဘာလဲဆိုတော့ ျွန်တော်ပြောခဲ့ဘူးတာကဒီရှိပေါင်းနှစ်မှာသူကဗရိခွန်ရှိပေါင်း6မှာသူကဗရိငါဗရိငါဗရိငါဗရိတုံးကိုကျွန်တော်ပြောခဲ့ဘူးတယ်နော်ခွန်နှစ်ဦးဗရိခွန်ညဒီနေရာမှာသူကခွန်ဗရိငါဗရိငါဗရိကိုငါထိတ်ငါဗရိကိုငါထိတ်သုံးဗရိကိုသုံးထိတ် အဲ့ဒီခွန်99တုံးလို့ကျွန်တော်ပြောခဲ့ပြီခွန်99တုံးဟာနှစ်ဥပဒေကြောင့်ခွန်9ခွန်ပဒေ9ပဒေ9ပဒေ9ပဒေ3ပဒေကိုဒီမှာခွန်99တုံးဆိုပြီးဖြည့်စီတုံးဆောင်ဖို့လာဖို့ပြချင်တယ်သူ့ရဲ့အပေါ်1 2 3 4 5 6 9 8 9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  ဒီမှာအပေါ်ကိုးတင်မှာထိဆီဆိုဒီလိုစောင်းလေးထည့်ဆိုတော့မှာနှစ်ကက်စီနောက်ဆုံးနှစ်ကက်နဲ့လောက်သွားရင်ဒီနေရာမှာ၈ထိလောက်သွားတော့မယ်၈ထိလောက်တော့မှာဘာလို့ဆိုဒီမှာဒီအပေါ်ကိုးတင်မှာ၅ပါဝါ၃ညနှစ်ကက်စီ၅ကက်ကိုကျလို့ကနှစ်ကက်စီခွဲထုတ်တတ်တာဟုတ်အဲ့လိုတော့လေ၃ကျင်၄ကျင်၃ကျင်၄ကျင်၅ကျင်၆ကျင်၇ကျင်၈ကျင်၉ကျင်မှာသူက၅ပါဝါ၃ညထိဆီကစားပြီးတော့နောက်ပေါင်း၈နဲ့ရိုက်တာအဲ့ဒါဆိုရင်ကျွန်တော်ကဒီအချိန်မှာ၃ပါဝါဒီမှာ၈၈ထိစီနဲ့နောက်ပေါင်း၈ဆိုရင်၈၅၃လို့၈ထိနေတဲ့ရာလေဒီအချိန်မှာပြောလို့မရဘူးเนาะ ဟိုကျွန်တော်တို့ကဗိဒိတ်ကလာမယ့်ပွဲကိုကံတာဆိုတော့ဒီအချိန်မှာကျွန်တော်တို့အကက်စီယာကိုရှစ်ထိတ်အဖျားဆုလုပ်သွားမလားနောက်တစ်ခုကဒီလိုဗိဒိတ်နှစ်ဦးဗိဒိတ်ခွန်993ကိုဒီမှာခွန်993လို့စောင်းပြီးတော့သူနဲ့ကိုးချိန်ယောက်ဒီမှာဒီနေရာမှာခွန်ထိတ်ကြောင့်ခွန်ပါပါနှစ်လုံးပိုင်းလည်းနှလုံးပေါင်း၈တန်ရောထားတယ်ဒီမှာ9ထိတ်ကြောင့်9ပါပါ၃ညာလုံးပိုင်းလည်းဒီမှာနှလုံးပေါင်း၈တန်နဲ့ရောထားတယ်ဒီမှာလည်း9ဗိဒိတ်9ဗိဒိတ်ကြောင့်ဒီမှာ9ထိတ်လို့ကစားပြီးတော့သူရဲ့ပေါ့ကိုးချိန်ယောက်မှာ9ပါပါ၃ညာထိတ်၃ညာလုံးပိုင်းလည်းနှလုံးပေါင်း၈တန်နဲ့ကစားထားတယ်ဒီမှာလည်း9 9ဗိဒိတ်ကြောင့်9ထိတ်ကို အငါးပါးပါသုံးရအလုံးပိုင်းနဲ့လုံးပေါင်း၈တန်ကြီးကစားရတဲ့ဒီကိစ္စ။အဲ့ဒါဒီဆောင်တက်တယ်လို့ဒီမှာသုံးထိပ်ကြောင့်သုံးပါးပါ၈လုံးပိုင်းနဲ့၈ထိပ်နဲ့နှလုံးပေါင်း၈တန်ဆိုရင်နော်ဒါပဲပြောလို့မရဘူးနော်ဟုတ်ဒီလိုထင်မှရပါနော်ဒီနေရာမှာ၈ထိပ်နဲ့နှောက်ပေါင်း၈က10ဝန်းလိုက်ရှိတယ်၈ထိပ်နဲ့နှောက်ပေါင်း၈ဆိုရင်၈ထိပ်ပေါ့နော်နှောက်ပေါင်း၈ရှိတဲ့နောက်ပေါင်းရှိရှိတယ်အဲ့တော့ကြိုက်တယ်ဆိုရင်ကစားလို့ရတယ် ဒါကတော့မမမုံနိုင်တဲ့လူတွေထိုးရင်ထိုးပေါ့ဒါမမမုံလေးလည်းအကွက်မြတ်ခွင့်နဲ့လို့ထိုးရင်ထိုးမမကအတိကပါเนาะဒါကဒီဒီဘက်လွတ်ထွက်သွားနိုင်တဲ့ကဏ္ဍလေးတွေဒီဘက်ကိုတင်ပေးခြင်းဖြစ်နေပေါ့เนาะဒါကျွန်တော်ချောင်းလေးကဏ္ဍလေးရှစ်ထည့်နေအဲ့ဆိုကျွန်တော်ပြီးခဲ့တဲ့ဘွေက85သုံး85ကြီးရဒီအချိန်မှလည်းကောင်းနေသေးတယ်เนาะ85ဆိုတာလေဒါအဲ့ဒါလည်းကောင်းနေသေးတယ်ဆောင်းနာပြောတယ်ဒီ89 89ခုကလည်းရိုက်သွားအောင်မယ်ဒါလေးကတော့ ဟွာမှုရဖြစ်နေရရှိရကျုံထွက်သွားရင်ဒီဘက်ကလေးဆိုတာကြိုက်ရွေးတူပေါ့တရားနဲ့တရားကမတူဘူးအေးပေးတိုင်းထိုးဖို့မဟုတ်ဘူးတချို့ကြတော့ကီကိုပိုင်ကီးဘရိတ်အဲဒါလေးနဲ့မြည့်ရဲ့ကဏ္ဍမျိုးလေးထိုးပေါ့ဟုတ်လားအဲဒါလေးကိုကျွန်တော်တစ်ချက်လာပြီးတော့တတိပေးတာပေးတာဆိုတာကဒီချိန်မှလည်းဖြစ်သွားနိုင်တယ်ပြီးတဲ့ကူကကျွန်တော်ကဒီ၄၃ရှစ်အတူချုံးမဲ့ဖြတ်ပြောလိုက်မယ်ဒီဒီဒီစီကြောဖရီ ခဲ့တဲ့အချိန်ကကျွန်တော်တို့မှမှာထဲမှာကင်ခဲ့တာကဒီရှင်ဒီပေါ်တော့ခွန်ခွန်ငါးခွေတယ်၃လေးနှစ်တဲ့တယ် లై ဒီလေးလေးခွန်နဲ့၂၅ရှစ်နှစ်ကစီအဲ့ဒါနှစ်ကြိမ်390ပြန်ကြပြန်ကြ669လို့တက်အဲ့ဒီ390ကနောက်နေ့ထဲမှာထဲစီ390လို့ဆောင်းထိုးထိုးပြရတဲ့သူကအဲ့ဒီ၃ခုထည့်ရဲ့အပေါ်မှာခွန်ထည့်ရဲ့ဘေးမှာကြားခဲ့တဲ့၄၃ရှစ်ဟာသူရှင်းနေထဲရကနေဟောဒီခွန်လေး၆နဲ့အချိန်လိုက်ရကော ခွန်ချောင်းလေးပတ်လိုက်တဲ့အချိန်ကတည်းကအဲဒီ390လို့ကြောင်းထူးတဲ့ဒီ3ဖေးရဲ့အပေါ်ကိုလာထွက်ပြီးတာထွက်ပြီးတော့ဒီ390ဒုတိယကြီးပြန်ကြခဲ့တဲ့ကနန်ဒီစပရေးအဲ့ဒီတော့အဲ့ဒီကနန်ကိုကျွန်တော်ကနောက်နှစ်မိနစ်ကျော်ထုတ်ချင်ဖို့အတွက်ကိုဒီ390လို့လှဲပြီးဆိုတာနဲ့သူ့ရဲ့ဒီလေးတုံညာရှိလို့လှဲပြီးတော့ရှစ်ထိတ်နဲ့ကနန်ရှိတနည်းနည်းနည်းသုံးနည်း၄နည်း၅နည်းမြောက်ကဒီ90ကိုအဲ့ဒီ90ကိုနဲ့အချိန်ကတည်းကပြန်ထုတ်တယ်ဆိုပြီးကျွန်တော်တို့ကဒီလေးတုံရှိကိုနဲ့ပုံစံလို့53ကိုဖမ်းခဲ့တာနော်အဲဆိုရင်ကျွန်တော်ကဒီ3လေးနှစ်ဖရိုင်နေပေါ့ဦးလည်းဒီ negative negative ဟုတ်လားဒီဒုတိယကြိမ်390ပြန်ကြဒါရဲ့ လက်ရှုပ်အဟောင်းနေရှိတယ်ပြန်ကြည့်လိုက်နော်အဲ့ဒီ390ဆိုရင်လက်မထက်မှာဆို390ဆိုပြီးတော့390ဆိုပြီးတော့ထိစီတုံးလုံးဆောင်းထိုးတာအထိုးပြီဆိုတာနဲ့သူ့ရဲ့အပေါ်မှာကျခဲ့တဲ့683ဟာနောက်၈နှစ်ထဲကကဏ္ဍကိုဟောဒီ86လေးနဲ့အကျင့်ကကောင်းအဲ့ဒီ635 53နောက်နှစ်နှစ်ကျော်ကျွန်တော်ထုတ်ဖို့ပဲကိုဒီ390လို့လဲတယ်၄၃၈လို့ချုပ်ထားတဲ့ဒီ၈ထိနေကဏ္ဍရှိတနည်းနည်း3နည်း4နည်း5နည်းကနှစ်၅ရှင်းအဲ့ဒီကောင်းတဲ့အကျင့်ကကိုကျွန်တော်က68 73 53ဆိုပြီးကျွန်တော်ကဩခဲ့တာရှင်းနှစ်နှစ်ကျော်ကကဏ္ဍ3နည်း5နည်းကလည်းရှိတယ်တို့ပေမဲ့သူမထွက်ခဲ့ဘူးရှင်းနှစ်နှစ်ကျော်ကဒီ86ကိုပေးလဲကျွန်တော်က93ကိုဩခဲ့တာ တို့ပေမဲ့သူကဒီအချိန်မှာထပ်ထုတ်လို့ရတယ်ဟောဒီ9နှစ်သုံးပါလေအဲ့9နှစ်မြောက်ထဲကိုလိုက်ထွက်ထားတာတဘောတရားကတော့ဒီကောင်ဒီ390လို့ဆောင်းထိုးတဲ့ပြန်ကြဒီ390ဟာ669လို့တင်ခဲ့တဲ့390ပြန်ကြဟာနောက်နှစ်မှာ390လို့ဆောင်းထိုးတဲ့အပေါ်မှာတင်ခဲ့တယ်အဲ့ဒီကနေလိုက်ထွက်တော့သူ့နဲ့ဒီအချိန်နှစ်ချိန်သုံးချိန်လေးချိန်၅ချိန်တောက်မှာဆင်းခဲ့တဲ့969ဟာလေအဲ့ဒီသူ့ရဲ့အပေါ်မှာ9နှစ်မြောက်မှာခွက်ခဲ့ရမှာအဲ့လိုမျိုးယူဆတာယူဆရဲဆိုရင်အဲ့ဒီရှင်က9ရဲ့အပေါ်က9.5ဆိုတဲ့ကဏ္ဍဟာအဲ့ဒီနှစ်ထဲကဇောင်းတုံးလုံးကဏ္ဍဖြစ်နေတာ ဲ့ဒီနေ့ထက်ကို9နှစ်ဆိုပြီးဇောင်းလုံးလုံးထိုးတဲ့ကို9နှစ်တကွက်ပေါ့နော်ကို9နှစ်ဟိုမှာကကို9နှစ်တကွက်အဲ့ဒီကို9နှစ်ဟာနောက်နှစ်ကိုလိုက်ထွက်ပြီးရတယ်သူ့အောက်ကိုရက်ခဲ့တဲ့ကနေရှင်း9နှစ်မြောက်ကကနေအဲ့ဒီကောင်လေးအခြေခံ9ပြင်ဇောင်းတန်းတန်းတက်မှာထွက်တဲ့ကနေကကျွန်တော်ဆောင်းနာကပြီးခဲ့တဲ့အချိန်ကဖမ်းခဲ့တဲ့ခွန်3 90လို့လဲခဲ့တဲ့ဒီခွန်6လေးနဲ့အချိန်ကြိုက်ကနှစ်နှစ်စတိုက်လာခဲ့တဲ့ကောင်ရှင်းနှစ်ကျော်3 90ဇောင်းထိုးတဲ့အပေါ်ကလေးရှိတုံးကိုပြန်ထည့်သွားမယ်ဆိုရင်အခုဒီ2 5 3ဆိုတဲ့ကနေကလည်းနောက်တနေ့နေ့3နှစ်4နှစ်5နှစ်မြောက်ကိုလိုက်ထွက်ထားတဲ့ကနေက ဒီနေ့ငါတော့သူ့အပေါ်မှာတင်ခဲ့တဲ့3396ဟာအဲ့ဒီသူ့ရှင်းနေထဲကကျွန်တော်အထောက်ရှိရင်မဆွဲခဲ့ရလို့ဆောင်းတုံးလုံးထိုးတဲ့3396ထွက်ပြီးထားတာထွက်တဲ့အောက်မှာလက်ကနေရှိ9နေမြောက်ကခဏအဲ့ဒီကောင်ကနေတစ်ချိန်တစ်ချိန်3ချိန်4ချိန်5ချိန်ဆောင်းတန်းတန်းမှကြာမဲ့ခဏဟာရှင်းနှစ်နှစ်ကျော်ကဒီတုံးရှင်းတဲ့ပုံစံလို9 8 3လောက်ရင်ပြန်လောက်သွားနိုင်တယ်နော်ကျွန်တော်တို့ပြီးခဲ့တဲ့ပွဲကခံနေဒါကြီးပွဲမှာလာပြီးတော့ထွက်သွားရင်တော့မကျင်နာစီရပါပဲအဲ့ဒီကနေကြီးရနော်အဲ့ဒါကြောင့်မလို့ကျွန်တော်ကဒီခါလေးကတော့ခဏလေးရ ဒီဘေးဟောနောက်ဘေးမှာထွက်တယ်လေဟုတ်လားသူကဒီလိုအထောက်ကဒီမှာကျတော့သူကရှိ9နှစ်မြောက်ကိုထွက်တာဒီတစ်ခွက်တည်းပဲသူကဘာကနာမထွက်ထားဘူးဒီမှာကျတော့9နှစ်မြောက်ကိုထွက်ထားတဲ့ကနာနှစ်ခွက်ဖြစ်နေတာအပေါ်ထောက်ကိုကျွန်တော်ကဖမ်းတဲ့အချိန်မှာသူကဒုတိယထောက်ဒီ1 3 5မှာလာထွက်တော့မှာရှင်းအားတော့ထွက်တော့မကြောက်ပါလားနှစ်နှစ်ကျော်ကနာတော့ပြေးသွားတယ်သူပဲမဲ့ဒီကောင်ကိုလာပြီးတော့1 3 5လဲအဲ့ဒီမှာနောက်9နှစ်မြောက်ကိုလိုက်ထွက်ထားတာလေ1 5နဲ့လိုက်ထွက်ထားတာ1 5ကျတော့လေးတို့ညာရှိလို့ကျွန်တော်တို့အကြိုက်တိုင်းပေးပြီးတော့ဒီမှာကျတော့မကြိုက်ကြချင်သူ့အပေါ်တော့ညာကိုရှင်းနေတဲ့ဆောင်းဖြတ်တဲ့ကနာတော့ငုံအဲဒီကောင်ကလေ ကိုနေငါသူရှိနေတဲ့ဟာစောင်းဖြတ်တဲ့ကိုနေကိုငါနဲ့အဲအဲ့ဒီကနားကနေအောက်မှာကြားတဲ့ကနားရှိငါနဲ့မြောက်ကငါရှိကိုအဲ့ဒီကောင်နဲ့အချင်းတဲ့ကိုပြန်ထဲတော့စောင်းနာကဖြစ်တဲ့390လို့လေးတယ်၄၈၃ကြီးဆိုရင်သူရှိနေတဲ့လာခဲ့တဲ့ဒီခွန်၆လေးကလာခဲ့တဲ့၄၈၃ဆိုရင်တော့ဒီမှာခွန်၆လေးကခွန်၆လေးနဲ့အချင်းတဲ့ကလာခဲ့တဲ့၅၈၃ကနောက်နေ့ကိုထွက်တော့ဟောဒီ390စောင်းထိုးတဲ့အပေါ်ထွက်တာ၄၃၈လေးနဲ့ချုပ်တယ်အဲ့ဒီကောင်နောက်နေ့ကြော်ထွက်တဲ့ချိန်မှာသူ့ရဲ့စောင်းတန်းတန်းမှာရှိထွက်ထားတဲ့ကနားက1 3ကသူ့အပေါ်မှာထွက်ခဲ့ရမှာ ထွက်ခဲ့တော့သူက390ရဲ့အောက်ကိုထွက်ခဲ့တဲ့အကြောင်းကြီးအဲ့390ရဲ့စုရှင်းနေတဲ့ဒီဆောင်ဖြတ်တဲ့390အနန်းတုံးလုံးရဲ့အောက်ကိုလိုက်ထွက်တာထွက်တဲ့အဲ့ဒီကောင်ကအကျင့်တိုက်ကိုဒီဒီနှစ်ငါးနှစ်လုံးကနေအကျင့်တိုက်ကိုအဲ့မှာထည့်ပါအောင်ဆိုရင်အဲ့ဒီမှာရှင်းငါးလုံးရှင်းတုံးငါအာလို့မရဘူးနော်အဲ့ဒါတွေကရှိတယ်ခေါင်းငါးခွေတုံးကကကျွန်တော်ကတွေးထားတာကလေဒါကကြိုက်ရင်ယူတုံးပေါ့နော်ဒါကကိုယ်တော့ပါတယ်လားသူမျိုးကျွန်တော်ချောင်းနေရလို့ရှိတယ်ဒါကြောင့်လေ ခေါခေါငါးခွေငါးကပ်ကိုတုန်နေမှုတွေဖြစ်ဖြစ်သွားတာပေါ့နော်ဒါလေးတွေကတော့ဘုသူ့တပါဘူးရာကြိုက်တယ်ဆိုမှတ်သားထားပြီးတုံးလို့တုံးလို့ရတာပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီခေါခေါငါးခွေငါးကပ်ရှိတာလေကျွန်တော်ဒါလိုင်းမဆက်ခဲ့ခဲ့ကနန်လေးပဲကျွန်တော်အကျိုးပေးပေါ့နော်အခုငါးခွေလို့ဖြစ်တာလေသူ့ရဲ့နောက်ကကနန်နောက်မဲ့ပို့ထွက်တယ်ဒါစာရုံမကနန်လေးတစ်ခုအောင်သွားတာအဲ့တော့ဒီမှာလေခေါခေါငါးခွေလို့ထွက်ပြီးဆိုတာနဲ့သူ့ရဲ့နောက်ကရှစ်လေးပုံနောက်မဲ့ပို့ထွက်တယ် ်အဲ့ဒါတူအဲ့တတိယကဒီမှာခွန်၅ခွေပြီဆိုရင်သူရေလေးလေးခွန်ကနောက်လက်ကိုထွက်တယ်မှန်ထွက်တယ်နော်လေးလေးခွန်၃ခွန်၃ရဲ့နှစ်ခွန်ကစီပြန်ခွဲဆိုတာအဲ့တော့ဒီမှာလည်းစရုပ်ကကခွန်၅ခွေပြီဆိုရင်၂၅၈နောက်လက်ကိုထွက်တယ်အဲ့မှာလည်းခွန်၅ခွေကငါကမြောက်သူရေနောက်ကလေးလေးခွန်နောက်လက်ကိုထွက်ဆိုပြီးစာလုံးမူကနေကျွန်တော်တို့ကအောင်းသွားတာဟုတ်လားအဲ့တော့အဲ့ဒီမှာဖူးကြတာကဒီကနေ့နောက်လက်ကိုထွက်သွားတယ်သူရေနောက်တစ်နေ့ကျော်မှာပြန်ကြမှာကစားထားဘူးပြန်ကြမင်းဒီမှာတော့ကစားရတယ်ပေါ့နော် ော်နှစ်နှစ်ကျော်မဟုတ်ဘူးဒီခဏလေးကျော်လို့ချင်းတာဒီလေးလေးခုနောက်နှစ်ခွက်တဲ့ဒီနောက်ကခဏခွန်ခွန်ငါးခုရဲ့နောက်ကကိုချက်ကိုနောက်နှစ်ခွက်တော့အဒီနှစ်ထဲမှာပြန်ရမကကြားထားဘူးပြန်ရမရှိနော်ပြန်ရမရှိအဲ့ဒါဆိုရင်ဒီ၈လေး၃ခုနှစ်မှာသူ့နောက်ကကိုချက်ခွန်ခွန်ကလည်း၈လေး၃ကနောက်နှစ်ကိုထွက်တယ်အဲ့ဒီနှစ်ထဲမှာသူကပြန်ရမရှိဘူးပြန်ရမရှိထူးခြားမှုပေါ့နော်ထူးခြားမှုထူးခြားမှုထူးခြားမှုပေါ့ပြန်ရမရှိကျွန်တော်ကြည့်ရတော့ပြန်ကြမ်းမရှိဘူး ။ဒါဆိုရင်ဒီ၁၂ကျင်းဒီမှာကိုကို၅ခုရ၃ကလာတည်ထားတယ်။၁၂ကျင်းဒီမှာကိုကို၅ခုရ၃ကလာတည်ထားတယ်။လာတည်ထားတယ်။အဲ့ဒီနောက်ကလေးလေးကိုနောက်နဲ့ထွက်တော့မင်းဒီမှာတော့ပြန်ကြ၃90။ဒီကောထွက်ပြီ။အဲ့ဒီ၃90ဆိုဆောင်းနာကကျွန်တော်ပြောတယ်ဒီနောက်ထိစီတုံးလုံးအဲ့ဒီပြန်ကြဟာနောက်နဲ့မှာသူ90လို့ပြန်ပြီးတော့ထိစီတုံးလုံးလေး။အဲ့မှာဒီကမ်းရှိတုံးကျွန်တော်တင်ရတဲ့အကြောင်းကြီးအဲ့ဒါပဲ။သူ့အပေါ်မှာထွက်ခဲ့တဲ့ကနေ၄၈တုံး။နော်၄၈တုံး။အဲ့ဒါဆိုရင်ဒုတိယခုံ၅ခု၁၂ကျင်းမှာလာတည်တာ။တထန်းနဲ့နော်။တထန်းနဲ့ တကယ်လည်းသူ့နောက်က250နောက်နေကိုထွက်တော့ခုနကဒီ390ပြန်ကြတဲ့ဘွဲတော့ဒီလေးလေးခွန်က390ဒီနှစ်ကစီးနဲ့ကျွန်တော်ခွဲဆော့တာလေ966လို့လဲတယ်ဒီ390ရဲ့အခြေထဲမှာ966တည်တယ်အဲဒီလိုစီကြောပေါ့ဒီနှစ်ကစီးအဲသူကတုံးကကြတော့သူနည်းနည်းချေလဲစားပြီအဲတုံးကကိုကျွန်တော်ဘယ်လိုမြင်လဲဆိုတော့ဟုတ်ပြီအဲ့ဆိုရင်ဒီ17ကြိမ်မှာတုံးကမြောင်းပါလေလေးတခုနောက်နေကိုထွက်တော့အဲ့ဒီနေထောင်မှာပြန်ကြကစားတယ်ဘယ်နှစ်ကိုကစားတော့ဦးသူမြောင်းကတခုကစားတယ်ငါတခုကစားတယ်ရှစ်ခုနှစ်တခုကစားတယ်အဲ့ဒါဆိုရင် ကျွန်တော်ကဒီကုတင်တော်ဒီနေ့မှာခံဆောင်ခဲ့တာပေါ့သူကပင်သားကုတင်ကိုဒီမှာသူထွက်သွားတာ၆ခါခံပြီးတော့၃ခါတည်းလှည့်စားတယ်ဆိုတာတို့ပြီးမဲ့သူ့ရဲ့အားလုံးချုပ်ပြီးလဲ၈၆နှစ်မြောက်ကကနန်းလေးဆိုတဲ့ပုံစံနဲ့ဒီမှာပြေးချသွားတာဘော်ဒီကားကဒီခုံ၅၀နှစ်ကျင်ခွေးပြီးဆိုတယ်သူ့ရဲ့ရှေ့ဒီကောင်းနေတနေ့နဲ့နေ့၃နှစ်၄နှစ်၅နှစ်၅နှစ်မြောက်ကသူကပရိသတ်ရှိအောင်မှာခုံထိုင်တဲ့ပရိင္ကအဲ့ဒီခုံထိုင်တဲ့ပရိင္ကနောက်နေ့၈နှစ်မှလည်းရှိတယ်လေးလေးခုံ ဒါကတက်ကပထမကစနစ်ကြီးခေါင်းငါးခွေတဲ့တက်ပေါ့နော်အဲ့ဒီကောင်တနေ့နှစ်နေ့သုံးနေ့လေးနေ့ငါးနေ့မြောက်လိုက်ပြတော့6ခါလဲပြည့်တယ်ခေါင်းငါးလဲခွေရင်တော့ကိုထွက်ထွက်တဲ့ချိန်မှာဗတိရှိကြောင်သူကအဲ့နောက်ငါးနေ့မြောက်ကိုထွက်တဲ့ချိန်ရှီပေါင်းရှင်းနေထိတ်စီရအပိတ်ကိုပြေးပြီးလေးလေးခုန်ပြေးထွက်တယ်အဲ့ဒီကနေ့နောက်နေ့ကိုလိုက်ထွက်တယ် လိုက်ခွက်နော်အဲ့ဆိုရင်ဒုတိယဒီ22ချိန်မှာခွန်ခွန်ငါးခွေပြီခွေပြီဆိုတော့သူ့ရဲ့နောက်ကဒီတနေ့နှစ်နေ့သုံးနေ့လေးနေ့ငါးနေ့ငါးနေ့မြောက်ကခွန်ထိပ်ပြီးတော့ရှစ်ထိပ်နဲ့ပရိငါသူ့ပေါ်မှာပရိ16ပြီးတော့ပရိ16ကိုတည်ခဲ့တာအဲ့ဒီကောင်ကအဲ့ဒီရှင်းငါးနေ့ကနောက်နေ့ကိုနောက်ရှစ်နေ့မှလည်းရှိတယ်နေ့နေ့စက်လိုက်ထွက်ထားတာအဲ့ဒီကနေ့ကနောက်နေ့ကိုနောက်ငါးနေ့မြောက်ကဒီခွန်ခွန်ငါးခွေ6ခါလောက်တည်တယ်အောက်ကိုပို့ပို့တော့ကျွန်တော်ကဒီနေရာမှာကျွန်တော်စောင့်နေတာကအဲ့ဒီငါးတစ်ကိုစောင့်နေတာပင်ငါကိုဒီအောင်စောင့်နေတာပရိ16နဲ့တည်ပြီဒီစက်နေ့ကခွန်ခွန်ငါးခွေရဲ့သုံးကပ်လုံးမှာကတော့ပရိ16အောက်မှာခွန်ထိပ်နဲ့ပရိငါပရိ16အဲ့ဒီကနေ့ အဒုတိယဒီမခုံ၅ခုရဲ့ရှင်း၅နေနောက်မှာခုံထိပ်ပြီးရှစ်ထိနဲ့ပြိဆက်ကသူ့အပေါ်မှာပြိဆက်ခုံဆက်ရှိပြီးတော့အဲ့ဒီရှင်းနဲ့၅နောက်ရှင်းနဲ့မှာလည်းထွက်ခဲ့တယ်။အတတိယကဒီခုံ၅ခုရတော့သူ့ရဲ့ရှိတနေ့နှစ်နေ့သုံးနေ့လေးနေ့၅နေ့မြောက်မှာသူကခုံထိပ်ရှစ်ထိကိုးထိပ်နဲ့ပြိဆက်ကသူ့အပေါ်မှာပြိဆက်ရှစ်ပြိဆက်ခုံပြိဆက်၆လောက်တည်ခဲ့တာ။အဲ့ဒီကိုးထိပ်ကရှင်းနဲ့မှာလည်းရှိခဲ့တာ။အဲ့ဒါကြောင့်ဒီ၅တိကိုကနောက်၅နေ့မြောက်ကိုခုံ၅ခုရတဲ့နောက်ကိုပြတော့ဖိတ်စီရပေးပြီးရှေးပေါင်း၆နဲ့တင်၅ခုဒဲဆိုပြီးကျွန်တော်ကဒီနေရာမှာချောင်းနေတာချောင်းနေတဲ့ချိန်မှာသူကဒီနေရာမှာရှစ်ချောင်းနေမြောက်ကကဏ္ဍကြီးပုံစံနဲ့ပေးပြီးတော့ဒီမှာကြိုးထွက်သွားတာ။ဘာကြောင့်လဲဒီ2020ပြင်မှာ6ခါခံထားလို့ ၆ခါကြည့်အောင်ဆိုအဲ့တော့သုံးကတ်တွေဖျားဆုပ်လုပ်သွားတာနော်အဲအဲ့လိုဖမ်းနိုင်မှလို့လေဖမ်းဖက်ဖို့လို့ဖမ်းဖက်ဖမ်းမိဖို့လို့လာပေါ့အဲ့လာမှာဟိုကဒီသုံးကတ်တွေမှာအဲ့ဒီသွားပြီးတော့လုံလို့မရအောင်ပုံစံတူအဲ့တော့ဒါကြီးခံရမှာများကျွန်တော်အမှတ်ထားလားအဲ့ဒါဆိုရင်ကျွန်တော်ဆိုလိုချင်တာစောင်းရကဒီပထမခုငါးခွေတော့ဒီကနေ့နောက်နေ့ထွက်တော့အဲ့ဒီဒီနေ့ထဲမှာပြန်ကြအပြောင်းနော်အဲ့တော့ကျွန်တော်ကဒီမှာဒီခုငါးခွေနဲ့ရှစ်သုံးလေးနောက်နေ့ကိုထွက်တော့အဲ့ဒီရှစ်သုံးလေးနေ့ထဲမှာပြန်ကြအပြောင်းဒီစနစ်ချင်းဒီမှာဒဏ္ဍာနဲ့တည်တယ်ဒီခုငါးခွေတွေမှာသူ့နောက်ကလေးလေးခုနောက်နေ့ကိုထွက်တော့၃ခု၂၀ပြန်ကြတယ်ဗျာ ဲ့ဒီ3ခုနဲ့ကျနောက်နှစ်မှာ3020လို့ထည့်စီတုံးလို့လဲနေပြ။၅၃ပြ။မဟုတ်ဘူး၄၃ပြ။နော်၄၃အဲ့ဒီ3020လဲရပေါ့။အဲ့ဒီ3ခုနဲ့တပူရှင်တွေကပြန်ကြဖြစ်ခဲ့ရမှာကနေ။အဲ့ဆိုရင်ဒုတိယဒီခုံ5ခွေတဲ့နှစ်မှာလဲ2980ကနောက်နှစ်ကိုထွက်တော့3020ကိုတည်ဆောက်ခဲ့တာ။နှစ်ကတ်မှတိကျလောက်ခါလို့3ကတ်ဆိုတော့လဲ။အဲ့3020ပြန်ကြရဲ့အောက်တဘိုးကျော်ကိုထွက်တယ်ဗျ။ဟုတ်တယ်နော်။ဘောကြောင်ထွက်ခဲ့တယ်။အထွက်ခဲ့ပြီးတော့အဲ့ဒီ390နောက်နှစ်မှာ390လို့ထည့်စီတော့လို့လဲနေတယ်ဗျ။ဒီမှာ၄၈တုံးပြီးတော့၅၈တုံးထုတ်ပြီးတော့တင်ပြီနော်။ နှစ်ကမှသူတိကျလုပ်ပြီနော်ငါးရှစ်တုံးဆိုပြီးလေးတုံးညာရှစ်တွေပါသူချုပ်ပြီပေါ့ဒီမှာငါးရှစ်တုံးစီနီယာကဏ္ဍစီနီယာလာတာဒီမှာတုံးရှစ်တုံးခုနှစ်ဆယ်ရဲ့အပေါ်မှာလေးရှစ်တုံးငါးရှစ်တုံးလေးရှစ်တုံးပြီးငါးရှစ်တုံးအဲ့တော့ तू ကအပွင့်စီနီယာရှစ်တုံးတွဲနဲ့ကို तू က၄၅၆စီနီယာလေဆိုတော့အဲ့ဆိုကျွန်တော်တို့တစ်ချက်ကြည့်မယ်ဒီတတိယကကုန်းကခွေတော့အဲ့ဒီလေးတစ်ခုနောက်နှစ်ကိုထွက်တဲ့အချိန်မှာပြန်ကြတုံးခွက်ဆော်ထားတယ်အဲ့ဒီပြန်ကြတုံးခွက်ထဲကတကွာကျွန်တော်နောက်နှစ်မှာဒီလိုဖြည့်စီတုံးလုံးတန်းရတယ်တန်းရမယ့်အပေါ်မှာ तू ကဘာတင်မလဲဟောဒီမှာ၈၆တုံးကြီးလာတယ်ထားလို့တုံးကဆိုတော့၆၈တုံးမဟုတ်တော့၈၆တုံးကဏ္ဍစီနီယာနဲ့အဲ့ဒါကိုဖြတ်တွေးထားတာ အဲ့ဒါတွေးထားတာပေါ့နော်ဒါဟိုကျွန်တော်အဲ့လောက်ကြီးကမမာတွေကတွေးထားတာအဲ့မမာတွေကပြောထားတဲ့စာကြည့်တိုက်တယ်အဲ့ဒါဆိုဒီ6353ဒီမှာ6363ဖြစ်ရမှာ6363ပတ်လေပေါ့ဗျာတဏ္ဍီကိုတရွေးလိုက်တာ၃ခွလုံးအဲ့တော့ဒီအောက်မှာနှစ်ထည့်လို့တွေ့ထားတယ်ဒီနေရာမှာကျွန်တော်ကခွန်ထိတ်တော့မဟုတ်ရှစ်ထည့်ဟောဒီနေရာမှာဘာကြောင့်လဲဒီလိုလဲနေတာဒီ72ကြိမ်ခွန်9ခွေတော့သူ့ရဲ့နောက်ဘက်ကနောက်နေကိုထွက်တဲ့ချိန်ပြန်ကြအဲ့ဒီပြန်ကြနောက်နေမှာထိတ်စီကုန်လုံးလဲရမှာမလဲခင်ကိုသူ့အပေါ်မှာဗာတယ်လေ6383ကိုခဏတက်ွက်တည်တယ် ဒုတိယကံမှာ95ခွေ72ချိန်မှာဖြစ်တော့အဲ့ဒီ1980နောက်တော့ခင်ဗျာနောက်နှစ်ကိုထွက်တော့390ပြန်ကြထားတယ်အဲ့ဒီ390နောက်နှစ်မှာ390လို့ပြန်လဲရမယ်လဲမလဲခင်မှာဘာလို့လဲ183ပြီးတော့983တည်ထားတယ်ဒါဆိုကျွန်တော်တတိယဒီ95ခွေတာနဲ့လေးတစ်ကိုနောက်နှစ်ကိုထွက်တယ်အဲ့ဒီနေ့ထဲမှာပြန်ကြတဲ့ခဏတကွေကနောက်နှစ်မှာဒီလိုထွက်ရမယ်အဲ့လိုမထွက်ခင်သူ့ဘုံမှာဘာဖြစ်တော့183 983ဆို683 683မဟုတ်ဘူးသူ့နဲ့ကဏ္ဍကြီးကိုပြီးတော့863ဖြစ်နိုင်ရည်ရှိတယ်ဒါဆိုရင်ကျွန်တော်ကသူ့ရှင်းနေထဲက ီခုံခုံငါးခုရဲ့နောက်ကလေးတစ်ခုထွက်တဲ့နေထဲကပြန်ကြကနန်းတစ်ခုကကိုးတုံညာကိုရှိရဲငါးတစ်ခုရှိရဲရှစ်ခုနေရှိရဲအဲ့တော့ဒီကနန်းဖြစ်သွားလိုက်တာပေါ့ဘာကြောင့်လဲသူကစက်နေလို့ရှိတာလေခွန်ပါတော့ကနန်းပြန်ကြထားတယ်ပရိကကြီးမှာတုံညာပရိနှစ်ခုဖြစ်နေတယ်တုံညာပရိကျွန်တော်နှစ်ခုဖြစ်နေတယ်ခွန်ပါတော့ကနန်းကိုတုံညာပရိနှစ်ခုဖြစ်နေဖြစ်နေတဲ့အချိန်မှာဒီမှာကြတဲ့သူကခွန်ပါတော့ကနန်းကိုတုံညာပရိတော့မဟုတ်ဘူးတော်ညာကခွန်ပရိဖြစ်နေတယ်ဒီကနေ့ဖြစ်တော်နိုင်တယ်ဘောနော်အဲ့ဒါဆိုရင်ကျွန်တော်ကဒီမှာသူက၄၈၃ရဲ့အောက်မှာသူရှင်းနေတဲ့ပြန်ကြကနေဖြစ်စီတော်လုံးဆောင်ဖို့ရမယ်ဆိုရင် ၃ခု၂၀ထိုးခဲ့တယ်ငါရှိတော့မှလည်းရှင်းနေသေးတယ်ပြန်ကြ၃ခု၂၀နှစ်ကမှပုံကတူထိုးတယ်၃ခုကြတော့သူလှည့်ပြီးရှင်းနေသေးတယ်ပြန်ကြခဏတက်ကုန်ဆိုဒီနှစ်ခုရှိပဲရှိတော့ဖြစ်ပုံများတာပေါ့။ဘာကြောင့်လဲဆိုတော့နှစ်ခုရှိဆိုနှစ်ခေလာပြီးပြီဆိုတော့နောက်ပေကံဒီခုရှိကိုသူဘယ်လိုတန်းသွားမလဲ။ကျွန်တော်တွေးရတော့မှဒီနေရာမှာအဲ့ကြောင့်လောလောဆယ်ယာယီပြေးထားတာကဒီ၂၀နဲ့၃ချိန်မှာခုန်ထိပ်ရှိတဲ့မဟုတ်ကျွန်တော်ချင်းမထိုးဘူး။ခုန်ထိပ်ရှိတယ်မဟုတ်ပဲ။အဲ့တချက်ပေါ်တော့ဒါကသူကဒီလှင်စားတဲ့တာလေးရှိလို့မလို့သူကဗရိတ်လိုင်းကြီးနဲ့သွားရဆိုတော့ဒီနေရာမှာသူကဒီကိုးထေခွန်ထေလွတ်ခဲရင်တော့အကောင်းဆုံးပေါ့ ကိုထိတ်ကုန်လိုက်။ဒါကြောင့်လည်းဆိုကျွန်တော်တို့ကခဏချင်းရှိတာပြီးတာက၄ရှစ်သုံး၅ရှစ်သုံးဒါကအဲ့လိုကြီးကြီးပြေးချင်မှပြီးမှဖြစ်တဲ့အတွက်ကြောင့်သူပြေးနိုင်ချင်ရှိတယ်။၆ရှစ်သုံးဆိုတဲ့ကဏ္ဍညီကုန်နဲ့လည်းကျွန်တော်ကယူထားတာ။တကယ်ဆိုရင်ဒီနေ့ထဲမှာ तू က၈နှစ်ထည့်ပြန်ကြကဏ္ဍတစ်ခွက်စောင်းထိုးရမယ်ဆိုရင်ဒီနေရာမှာ तू မထိုးသေးဘူးပေါ့ဗျာ။ဒီနေရာမှာမဖြစ်သေးဘူးပေါ့နော်။အတွဲလိုက် तू မကစင်းသေးဘူး။ဒီမှာ၃ခုံတော့ဖြစ်ပြီ။အဲ၃ခုံကိုဖြစ်ရင်ဒါပေမဲ့ဖြစ်နိုင်နေတယ်ကျွန်တော်တို့ဒီနေရာလောက်ယူစားတယ်။၄ရှစ်သုံး၅ရှစ်သုံး၆ရှစ်သုံးကို तू ကပတ်လည်နေလာပြီးတော့ လောက်ထားလို့2.8ဇောင်းထိုးသွားမလား2.8ဇောင်းထိုးသွားမလားဒါဒီနှလုံးလေးကတစ်လုံးလို့ကျွန်တော်ယူစားတယ်အဲ့ဒါမှာဒီ72.5ခွေရဲ့ line မှာ683အောက်မှာရှိနေတဲ့390ဇောင်းထိုးထားတယ်683ဒီမှာ683ပြီးတော့53ရဲ့အောက်မှာ390ဇောင်းထိုးထားတယ်သူရှိနေတဲ့လာရမယ်ဆိုတော့မဟုတ်တော့ဘူးเนาะသူကဒီလိုတုံးကက်ကိုတစ်ခုအချိတ်ပြတ်ထားရင်နောက်ကဒီမှာသူကအကြီးချိတ်ရောလားအဲ့ကြောင့်53ကိုကျူတဲ့အတကောကရှိနောက်နှစ်မိကျော်အတွက်ဒီ663 နောက်နှစ်နှစ်ကျော်ထွက်ဒီ၄၈၃နောက်နှစ်နှစ်ကျော်ထွက်ခဲ့တယ်လို့ကျွန်တော်ကကြိုးပြီးတော့အဲ့အတွေ့အကြုံကိုပါတယ်၅၈၃နောက်နှစ်နှစ်ကျော်အတွက်ဒီ၆၈၃နောက်နှစ်နှစ်ကျော်ထွက်ရင်ထွက်မထွက်ရင်နေအော်နှစ်ကတ်မှသူချိန်ဆက်တာကောင်းနေတဲ့အတွက်ကြောင့်နှစ်ကတ်နဲ့ကျွန်တော်လိုက်တာအဲ့တော့၅၈၃ဒီနှစ်ထွက်ရင်၆၈၃နောက်နှစ်နှစ်ကျော်ထွက်အဲ့အဲ့လိုမျိုးလိုက်ထားတာအဲ့တော့သူ့အောက်မှာကျွန်တော်ကဒီနှစ်ထိတ်ဆိုတော့ဒီကနေ့ဖြစ်ဖို့မများတယ်ဒီအောက်မှာလည်းသူရှင်းနေတယ်ပြန်ကြကနေဆိုရင်နှစ်ထိတ်လာထားတော့နှစ်ခုရှိနှစ်ပါလေကနေပြန်ကြသူနှစ်ခုရှိတော့ပဲရှိတာအဲ့အဲ့ကြောင့်ကျွန်တော်အဲ့ဒီနှစ်ခုရှိနဲ့ခုနဲ့ရှင်းနေကြရတာဘယ်ကောင်းပြီးလဲအရင်ကမလဲအဲ့ဒါတွေးတာပေါ့နော်အဲ့ဒီမှာခုနဲ့ရှိတဲ့ကျွန်တော်က ကျွန်တော်မခင်ချင်းမထိုးဘူးအဲ့လိုတွေးထားတာပါကျေအားလုံးပဲမြင်ကြပါနော်ဒီတော့ပါပဲကျွန်တော်ဒီမမဝင်နေတော့ဒီနေ့မှနေရာဝင်မှလည်းလူသစ်တွေပေါ့ဒါက2026တနစ်စာလာဝင်တော့ဒီလက်ကျန်တဲ့ဖရီပေါ့နော်အခမဲ့ပေါ့ဒီနှစ်ပိန်းပေါ့လူသစ်က2026တနစ်စာလုံးအဲ့ဒါဒီနေ့တော့လူပိနေအောင်နဲ့ပေါ့နော်လူပိနေအောင်လာတယ်ခြေအပတ်စင်မားကြီးလည်းများလာပေါ့နော်အပတ်စင်တောင်းခွေဝင်လေလူပိများတယ်အဲ့ဒါမျိုးနှစ်ကောင်ကတော့2026 3ယောက်ရှိပါပြီဒီနေ့2ယောက်ဒီ3ယောက်6ယောက်တော့လူခေါင်း2ယောက်ထပ်မှုရထပြောင်းဝင်ထားလာတယ် ပေါ့နော်ဒါသုံးကမ္ဘာလေးရမယ်ကျွန်တော်ရှိတယ်ဒီချမှတ်ရအောင်မလားစာအုပ်နဲ့အဲ့တော့နမဝင်ကျင်တော့ချဲတစ်ချိန်စာအုပ်တစ်ကောင်းပဲပေါ့နော်ထိုင်ရနေဆိုရင်ချဲတစ်ချိန်စာ150 300ပေါ့ထိုင်ရနေစ2016ဘနစ်စာဒီလက်ကြံကျင်းဖရီးပေါ့နော်တစ်နှစ်ထောင်ပါနော်နမပြဆို2သိန်းပါအားလုံးမင်္ဂလာပါဒီရောက်ပါပဲ